င်နဲ့ကျွန်တော်တို့တည်းကျွန်တော်တို့ဗောနော်လူငယ်တွေပူပေါင်းပြီးတော့ဗောနော်ကေအန်ယူနဲ့ကျွန်တော်တိုင်းတစ်ဖက်အကုန်ပေါင်းပြီးတော့အခုဆိုရင်ကရင်မှာတဘုံဘုံဒိုင်းဒိုင်းနဲ့ဒီနေရာမှာဖုံတိုင်းပြီးွားရင်ခဏနေနောက်တနေရာမှာဖုံတိုင်းဆိုတော့ဘယ်နေရာကိုအကျမ်းဖက်စစ်တက်ကနေပြီးတော့ဘုံကျဲရမယ်တို့တော့မသိဘူးဗောနော်အဲ့လောက်ထိကိုကရင်ကစည်ရေးရကြောက်စရာကောင်းတာအဲ့လာကတော့ကျွန်တော်တို့ဒါရန်ကုန်သားတွေ AR သားတွေပဲခူးသားတွေတက်တော့ဝမ်းသာစရာဗောနော်ပြင်ဦးလင်မန်လီဘတ်ချန်းရောကျွန်တော်တို့ခုနကတော့ပြောတယ်ဗောနော် TNL တို့ဓနုတို့ဒါတွေနဲ့မန်လေး PDF နဲ့ပေါင်းပြီးတော့အလုပ်လုပ်အောင်ပါဗောနော်ကျွန်တော်ကပေါ်ပွဲအောက်ပိတ်တွေဒီလိုကင်ရမှာဟုတ်ဟဲ့လိုอืมဒါလေးကိုနည်းနည်းလေးအမီးပေါ့အမီးလေးပေါ့မင်္ဂလာပါဗာတိအာမင်္ဂလာပါကုရှာကျွန်တော်ဒီရက်ပိုင်းမှာတခါတွေ့ဖို့ကလည်းမလွယ်ဘူးဖြစ်နေပါလားတို့တွေကဟာကျွန်တော်ဒီရက်ပိုင်းမှာကျွန်တော်တို့ဒီ KIA ကကျွန်တော်တို့ဒီကမ္ဘာသတင်းမီဒီယာအထက်ကိုပါရောက်သွားတယ်อืม အဲဘလို့ဖြစ်စဉ်မျိုးကနေအစပြုပြီးတော့ကဘာကစိတ်ဝင်စားတာလဲဆိုတော့ကျွန်တော်တို့ဒါရုရှားနိုင်ငံထုတ် MI70 ကျွန်တော်တို့စစ်ရဲရင်ကို KIA ကပြစ်ချလိုင်းလိုက်ဆိုတော့အဲ့ဒီမှာထူကြတဲ့အချက်ကဘာလဲဆိုတော့ဒီရုရှားနိုင်ငံထုတ်စစ်ရဲရင်တွေရဲ့လုံခြုံရေးနော်အဲ့ဒီမှာကျွန်တော်တို့ဒါကဘာကဘာလက်ခံသွားတာ ကကျွန်တော်တို့ဒါ drone နဲ့တိုက်ချပြီးတော့ဒဇင်းကိုဖျက်ဆီးနိုင်ခဲ့တယ်ဗောနော် FPV drone လို့ကျွန်တော်တို့သိရတယ်ဆိုတော့အဲ့ဒီမှာ ဒါရူကရိန်းမှာလက်ရှိရူကရိန်းစစ်မြေပြင်မှာဒီ drone တွေတုံးနေတာကျွန်တော်ကဘာကြီးရပါတိနေပြီသားอืมဆိုတော့လက်ရှိရူကရိန်းရုရှားစစ်မြေပြင်မှာတုံးနေတဲ့ဒီ drone တွေဟာကျွန်တော်တို့မြန်မာနိုင်ငံတောကျုံအုံကြားတဲကိုဘလို့ရောက်လာတာလဲဆိုတော့ကွာကြီးအရန်စိတ်ဝင်စားသွားတယ်ပြီးတော့ AP သတင်းဌာနကပါထုတ်ဖက်ထုတ်ပြန်ပြောဆိုလာရတဲ့အခြေအနေရောက်သွားတယ်ဆိုတော့ဒါကြောင့်ဒီနေ့ကျွန်တော် KIA အကြောင်းရန်စိတ်ဝင်စားလို့ပါတီစီရောက်လာတာဩအဲ့ပေါ့တို့ကလည်း ဒီသူအရှိနောက်တောင်မြောက်ဘောလီရှိတဲ့သူရဲ့တိုင်းသားလက်နက်ကင်တွေရဲ့အကြောင်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုနောက်ပြီးတော့ဖြစ်တည်နေတဲ့အနေအမျိုးတွေမှာရှိနေတဲ့ဟိုအာနေကျအာတာကျတွေပြည်သူတွေရဲ့ခံစားချက်တွေအဲ့တော့အဲ့ဒါနဲ့တစ်ဆက်သေးပဲဒီဘလူခေါ်မလဲခုပြောင်းလဲလာတဲ့အဲခစ်ကလေးစနစ်ကလေးတွေအပေါ်မှာဒီလက်နက်ကင်တွေကငကိုတုံးကလို့ဘလူခေါ်မလဲ အဲဟိုရရလက်နဲ့ဟိုမရှိရှိတာနဲ့ဟိုရန်သူလက်နဲ့ကိုလက်နဲ့အဲဒါမျိုးတွေမဟုတ်တော့ဘဲနဲ့ဘယ်လိုခေါ်မလဲ M2M Gun to Gun ပေါ့ဒါတွေကဘယ်လိုလဲဘာလဲပေါ့နော်ဟုတ်ပါဘူးဟိုအရှင်မွေးလို့နေချင်းကြီးတာလားသူတို့ပဲတိတ်တော်နေတာလားဘာလဲပေါ့နော် source ကဘယ်ကလဲပေါ့နော်ဘယ်လိုလေးများဖြစ်တယ်ဆိုတော့ဒီခံမှန်းကြတာဟိုကပြကြတာစိတ်ဝင်စားကြတာ ော်လန်ရေးရဲ့တော်လန်ရေးအနာဂတ်ပဲပြောမှာပေါ့နော်ຫນွေဦးတော်လန်ရေးပေါ့ဒီပြည်ဦးတော်လန်ရေးကြီးရဲ့အနာဂတ်ကအဲ generation ရဲ့လက်နဲ့ပြီးမယ်ဆိုတာမပြီးဘူးဆိုတဲ့ကိစ္စကိုဘာကြောင့်ဘာကြောင့်ပြီးမယ်မှန်းဘာကြောင့်အောင်မြင်မယ်မှန်းမသိပြီမယ်လို့ဒီရုပ်သာစတဲ့အချိန်လေးကဒီတော်လန်ရေးကတော့အောင်ကိုအောင်မြင်မယ်ဘယ်လိုနည်းနဲ့ဘာကြောင့်အောင်မြင်မယ်ဆိုတာဘယ်သူမှမသိဘူးအဲ့တော့အဲ့ဒါတွေရဲ့အခြေခံအကြောင်းတရားတွေကအခုဖြစ်တည်လာတဲ့အခု25ပေါ့နော်ဟုတ် ဖြစ်တာကဟို21ကစား21ဟုတ်တယ်25မှာဒီအခင်းချင်းဒီရှင်းတယ်ဒီခင်းချင်းကဟိုဘယ်လိုခေါ်မလဲဘာကြောင့်လဲဘာအတွက်လဲမမင်းနဲ့အာဒီအချိန်မှာဒီလိုလေးတစ်ချက်ခုတ်လိုက်တာတစ်ချက်ပစ်လိုက်တာပေါ့နော်အဲဘယ်လိုခေါ်မလဲသုံးချက်မှန်တယ်ဆိုတာမျိုးလိုပေါ့နော်အနည်းဆုံးတော့တစ်ချက်မှန်တယ်အခုအချက်တစ်ချက်ပေါင်းမြောင်များစွာဖြစ်နေပြီဒါကြောင့်ကျွန်တော်က အဒီကမ္ဘာသတင်းမီဒီယာထက်မှလည်းပဲအရန်ကိုတို့ဟိုပါဘောနော်တို့တက်လဲစစ်လုရှားစရာဖြစ်သွားတယ်ဗောနော်ဘာလို့ကျွန်တော်နိုင်ငံတွင်းထဲမှာဗောနော်ဒါလီကျောင်းကနေပြီးတော့ကျွန်တော်တို့ရသားပြည်သူတွေကိုဒါဘုံကျက်တက်ဖြတ်နေတဲ့အကြောင်းလဲဒီကမ္ဘာလုံးကတော့တည်နေပြီးသားဆိုတော့ဒီအချိန်မှာကျွန်တော်တို့လီကျောင်းရံကာကွယ်ရေးစနစ်ကလည်းကျွန်တော်တို့ကျွန်တော်တို့ရဲ့တော်လန်ရေးဘတ်တော်သားတွေဗောနော်တော်လန်တော့အဖွဲ့အစည်းတွေမှာလည်းအားနေချက်တခုလို့ဖြစ်နေတာဗောနော်ထို့ပေမဲ့လည်းခဏ2021ကနေပြီးတော့2025အထိကျွန်တော်တို့ပြစ်ချနိုင်ခဲ့တဲ့ဒါတိုက်လေရင် ပြီးတော့စစ်ရဲရင်ပေါင်းအားလုံးဆိုရင်10စီးဖြစ်သွားပြီပထမအရှိမှာ6စီးပစ်ချပြီးသွားပြီอืมဆိုတော့အဲ့ထဲမှာလည်းပဲလက်ရှိပေါ့နော်ရုရှားနိုင်ငံတို့ကျွန်တော်ခုနလိုမျိုး MI70 ကျွန်တော်စစ်ရဲရင်တွေမျိုးတွေပါနေတယ်ဆိုတော့ဒီစစ်ရဲရင်ကိုကျွန်တော်တို့ဗျာငွေကြေးတရောင်တက်တာနဲ့ဖန်တီးလို့ရတယ်ဒါ drone drone เนี่ยဖြတ်ချနိုင်တယ်ပြစ်ချနိုင်တယ်ဆိုတော့ဒီစစ်ရဲရင်ထုတ်လုပ်တဲ့နိုင်ငံကြီးတွေအနေနဲ့ကစိုးရိမ်စရာဖြစ်နေတ ီးတော့ဒီ drone ကိုသူတို့မကာကွယ်နိုင်ဘူးအဲ့လိုဖြစ်နေတာဒါကြောင့်အရှင်းမှာကျွန်တော်သိကျင်တာက KIA လို့ဒါကျွန်တော်တို့ပေါ့နော်လက်ရှိကျွန်တော်နိုင်ငံတွင်းရတာတော်လှန်သောနေပြည်ပေါ့ခုနကတောကျုံအုံချားကို rural နိုင်ငံထုတ် FPV drone တွေကဘလို့ရောက်သွားတာလဲဆိုပါကဘာကစဉ်းစားမရဖြစ်နေတာအခုဒါကြောင့်နောက်တစ်ခုက AB သတင်းတာနာရဲ့ဒါထုတ်ပြန်ဒီကြီးညာချက်မှာဆိုရင် KIA က ကျွန်တော်တို့ဒါတိုင်းသားအီအာကိုတပွဲဝင်နေမှာဆိုအင်အားတောင့်တင်းစုံလို့သူတို့သုံးသက်ထားတယ်။ပြီးတော့တိုက်ရီခိုက်ရီညင်မာတဲ့တပွဲလူလေသူတွေအဂျီတာထားတာကိုတွေ့တယ်။ပြီးတော့ကျွန်တော်တို့ဆစ်လက်နဲ့ပစ္စည်းထုတ်ဆက်ယုံပိုက်ဆိုင်ထားတဲ့ဒါတိုင်းသားအဖွဲ့စည်းပေါ့နော်။ဆိုတော့ဒီအပိုင်းမှာကျွန်တော်လက်ရှိ KIA ရဲ့ဒါအာ KIA ကိုချင်းကပ်ပြီးတော့ပေါ့နော်။အပါတီအနေနဲ့သုံးသက်ပေးဖို့ကျွန်တော်ကသိချင်တာဟုတ်။အဲ့ဒါဆိုတော့ဒီကိစ္စက နှစ်ခုသူတို့ရဲ့အခြေခံအကြောင်းတရားတွေပါထည့်ပြောလိုက်လို့ရှိလို့ရှိရင်တော့ထည့်ပြီးတော့သူကပြီးတော့ဆင်ခြင်ပြီးတော့ဒီဥစ္စာကိုပြည်သူချပြလိုက်လို့ရှိရင်တော့အဲ့ဒါမှပဲပြည်သူကသူကโอเคလက်ခံနိုင်တယ်လက်မခံနိုင်ဘူးပြောရရင်တော့ဟိုပါဟိုမင်းရဲ့ဒီရဲဘော်ရှမ်းလေးဒီအကောင်ဟာဟိုပြည်သူရုပ်တံတဘောမျိုးပေါ့နော်ဟုတ်ဒီ decision တွေအကုန်လုံးကပြည်သူကိုပေးတဲ့ message ဖြစ်တဲ့အတွက်ပြည်သူကဆုံးဖြတ်ချက်ချမှာဒါဟုတ်နိုင်တယ်မဟုတ်နိုင်ဘူး အเจ้าမဲ့တက်တက်ကူလောလောဆယ် तू ပတ်သက်ကြီးလို့ဝယ်တယ်ဆိုတဲ့ဟာမျိုးနဲ့လေတကယ်ပြည်သူလက်မခံနိုင်ဘူးပြည်သူမပါဘူးဟုတ်ကဲ့ तू ဘာကြောင့်ဝယ်နိုင်လဲဘာကြောင့်ရောက်တယ်လဲอืม तू อ่ะအဲ့ဒါဆိုတော့သူ့ရဲ့နောက်ကြောင်းလေးလေတို့ခါတခါရပြီးသွားပေါ့နော်အဲ့ဒါမျိုးသူ့ရဲ့နောက်ကြောင်းလေးတွေတချို့သူ့ရဲ့အဘာတွေအာတာနေတယ်လေပေါ့ဟုတ်အစမှာဘာတွေအာတာနေတယ်ဟုတ်ဘာတွေအားနေခဲ့ပြီးတော့ဘလို့ပြင်ဆင်လိုက်တဲ့အချိန်မှာ तू ဘာတွေအာတာအခုလူတွေအာတာသွားတယ်လေဆိုတဲ့ဟာကြီး အဲ့ဒါလေးအကုန်လုံးထည့်ပြောတာပေါ့နော်ဟုတ်ကဲ့အဲ့နောက်ပြီးတော့ဒီအရှိချမ်းမှာရှိရဲ့ပြောရရင်တော့ဟိုဟိုလူတွေကြားတော့ကြားဘူးမယ်ပို့ဟုတ်ပို့ရဲ့အတိုင်းတားလည်းဘာကြီးဒီနည်းဆက်ပြောမယ်ဟုတ်ကဲ့ဟုတ်ပို့ပို့ကလူတွေကဟိုသူလည်းအမေလျော့ခံနေမှာပါတယ် revolution way ပေါ်မှာတော့ပါတယ်ဒါပေမဲ့အမေလျော့ခံနေမှာပါတယ်အမေလျော့ခံနေမှာပါတယ်နောက်ကြတဲ့ဒီတော့ကျွန်တော်ပြည်သူသိတဲ့နောက်ကြတဲ့တိုင်းသားတပွဲဝင်ပေါ့နော်အဲ့လိုချင်းနေမှာလည်းရှိနေတာအဲ့ဒါမျိုးပေါ့နော်အဲ့ဒါလေးလည်းနည်းနည်းပါမယ်နော် အကြောင်းကြောင်းပေါ့ဟိုဘိတ်ဆုံးမှာတော့ဟိုဒီရုပ်တော်ပြန်ချုပ်မယ်ဟုတ်ကဲ့အဲနောက်ပြီးတော့တို့ပြည်တွင်းမှာရှိတဲ့ဟိုကောင်းကြီးကိစ္စကလည်းအဲဒါလည်းနည်းနည်းအဲအချိန်ရရင်တို့ပြောတာပေါ့ကွာဟုတ်ကဲ့ဘုကောင်းလေးဆိုတာကအဲဘုကောင်းလေးဆိုတာကဒီ88ကိုဟိုဘလူးခေါ်မလဲဟိုဝါပြူပြီးတော့ဖေကာယူပြီးတော့ဖေကာယူပြီးတော့ဖေကာယူပြီးတော့အခုလုံနေတဲ့ဟာပြောရရင်လို့ရှိရင်တော့တချို့တော်တော်များများကလည်း အဲပြည်သူတို့တော့အေးပေါ့ဆေးလေးကလေးပဲချပြီးတော့ပြည်သူဒီအများကြည့်နေတဲ့လူပေါ့နော်ဟုတ်ကဲ့ကျွန်တော်ပြောရလို့ရှိရင်တော့ respect ထားပြီးပြောရတယ်ဒါဆိုတော့ကျွန်တော်တို့တခုကျွန်တော်တို့ဒီတင်ပါတီနဲ့ကျွန်တော်နဲ့ဆွေးနွေးမဲ့အပိုင်းတွေမှာဆိုရင်ဒါ KIA အကြောင်းလေးပါလာမယ်ပါမယ်ပြီးတော့ကျွန်တော်ပုတ်အကြောင်းလေးလည်းပါလာမယ်ပုတ်အကြောင်းလေးလည်းပါမယ်ပြီးတော့ရှစ်သက်ရှစ်ကိုဒါခူတုံးလုတ်ပြီးတော့အဲเนาะအဖေကလုတ်ပြီးတော့အဲ့ဒါအခုနိုင်ငံရေးစင်မြင့်အထက်ကိုပါရောက်နေတဲ့သူတွေအကြောင်းလေးပါလာပြီးတော့တမနာဖြစ်ချင်နေတဲ့သူတွေအကြောင်းလေးလည်းပါလာနောက်ပြီးတော့တော်ရအခုရှိတဲ့ PDF တွေအာ ဟိုတော့ तू อ่ะ तू generation तू อ่ะ20 around the 20ရယ်ဟုတ်နောက်ပြီးတော့ဟို40ပေါ့ဟုတ်ပြောချင်တာက20 40 60ဟုတ်ကဲ့60အပေါ်ရှိမယ်65 80 60 80မရဘူး65 80ပေါ့နော်အဲ့လိုပဲဒီအောက်ဘက်ကိုလို့ရှိလို့ရှိရင်လေ40ကနေ50ကြားတယ်အဲ့ဒီခက်တာက60ကျော်60 around the 60 years old อืมအဲ့ဓာရီရဲ့နော်ဒီလိုမျိုးဟို တပုတ်ဦးလို့တတိဖျောင်းချက်လို့လှည့်စားနေတဲ့ကိစ္စတွေဟာဟိုကောင်တွေကိုစီးစင်းတယ် around the 40တွေစီးစင်းတယ်လူတက်တန်းရဲ့လူငယ်တက်တန်းရဲ့ဒီအနည်း20กว่าသွားတယ်လေ40နဲ့60ကြာဟုတ်ပါဘူးအဲ့ဒါလိုပဲအဲ့40နဲ့20ကြာအဲ့လိုပဲ20 20กว่าတယ်กว่าတော့အဲ့ဒီဥစ္စာအဆက်ဆက်ကန့်တတ်တယ်ပေါ့အဲ့အဆက်အဆက်ကဒါပါလေပုံမြင်လား ဒဏ္ဍာရီလားတမိုင်းကြောင်းလားသူတို့ကမခွဲနိုင်တော့နောက်ဆုံးတော့ရှင်းတယ်ဟာကွာအဲ့ဒါပုံပြင်နေပါပေါ့နော်ဟုတ်တော့ဟိုကပုံပြင်ဖြစ်အောင်လုပ်ခဲ့တဲ့ကောင်တွေရရှိတာ우ဟုတ်တယ်ကျွန်တော်တမိုင်းတွေအများကြီးဖြောက်ခံရတာရှိတယ်တမိုင်းအမှန်တွေကိုအမားဒီပေါ့နော်အလုပ်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေလည်းကျွန်တော်လေ့လာသိရှိခဲ့တယ်ပေါ့နော်ဒါဆိုရင်တော့အဲဒီတစ်ပတ်ရေပေါ့နော်ကျွန်တော်နဲ့ ဒါပါတီနဲ့တွေ့ဆုံတဲ့ဒီဆွေးနွေးတဲ့အပိုင်းမှာတော့ကျွန်တော်တို့မိဘပြည်သူတွေတော်တော်စုံစုံလင်လင်ထပ်မံပြီးတော့မြင်တွေ့ရမှာဖြစ်တယ်ဗျာဒါဆိုရင်ဘာဒီဘယ်အကြောင်းကိုရင်စပြီးတော့ဆွေးနွေးခြင်းလဲဘယ်အကြောင်းကိုရင်စပြီးတော့ဆွေးနွေးမလဲဆိုပြီးခြင်းတော့အဲတေကြတာတခုကတို့ကကြော်သွားမှတေကြကြော်တော့ကြော်ပြစ်သွားမှဟုတ်ကြော်ဖြတ်သွားနိုင်တဲ့အခြေအနေမျိုးရှိတယ် အဲ့တော့သူကသူကအရှိပိုင်းပြီးသွားပြီဟုတ်ကဲ့ဒီပိုင်းပြီးသွားပြီပေါ့နော်အဲ့ဒီတည်းကမှလိုအပ်တဲ့ဟာလေးတွေ confirm လုပ်ကျင်တဲ့ဟာလေးတွေကို complain ပြန်တက်တာတို့ဘာတို့ mention ပြန်လာတာတို့ကဒါတက်တက်ရှင်းပြလို့ရတယ်ဒါပေမဲ့သူကအဲ့မှာရှိပဲဒီပို့ပဲဆိုပါတော့နော်ဟုတ်ကဲ့ပို့နော်ပို့လူမျိုးတွေရဲ့အခန့်ကဏ္ဍကလည်းသူတို့တော်တော်ကိုသူတို့ဟိုကပြုတ်ပါတိတ်တော်တဲ့လူတွေတိတ်တော်တဲ့လူတွေ အဲ့တော်တဲ့လူတွေဥဆောင်တာတိတ်တော်တဲ့ကောင်ဥဆောင်တာခုလက်ရှိလူတွေဘလောက်တော်တဲ့မတော်တဲ့ဟိုတော့ဒါကတော့နောက်ပိုင်းတက္ကနာနော်အရင်တော်ခဲ့တဲ့လူဟာဘလောက်ထိတော်ခဲ့လဲဆိုတဲ့ဟာကိုသိရဟုတ်အဲ့ဒီသူကအဲ့လောက်တော်ခဲ့တဲ့အတွက်အဲ့ဒီသူရဲ့ပတ်ဝန်းကျင်လက်တကန်းဒီဘက်လက်တစ်ဖက်ဒီဘက်လက်တစ်ဖက်အဲ့ဒါတော်ခဲ့တဲ့အတွက်သူတို့ရဲ့အခုသူတို့အောက်ကနေမှနောက်တစ်ဆင့်ဟုတ်ဟိုဒီငင်းငယ် NCO တက်လက်မှတ်ထိုးတဲ့ကောင်တွေကအဲ့လက်တစ်ဖက်ငါးချောင်းထဲမှာပါတယ် ဟုတ်ဘွယ်ကနေငါးချောင်းနေဒီဘက်ငါးချောင်းဒီဘက်ငါးချောင်းနေကအဲ့အဲ့အဲ့တော့ပါတယ်အဲ့ဒီဟာတွေရဲ့အောက်မှာရှိတဲ့နောက်တဲ့ generation တခုအဲ့ generation အောက်မှာနောက်တဲ့ generation တခုအဲ့ဒါရှိတယ်ဟုတ်ကဲ့ရှိတော့အဲ့စောစောကအဲ့စောစောကလက်ငါးချောင်းရဲ့အောက်မှာရှိတဲ့ generation တို့ကဟို around the 40နဲ့50ကြားဟုတ်ပါအဲ့ဒါတွေကခုဘယ်ရောက်နေလဲဆိုတော့နိုင်ငံတကာရောက်နိုင်ငံတကာမှာရောက်နိုင်ငံတကာရောက်နေဟုတ်ရောက်နေတယ် ဒါသူတို့မှလည်းအမုန်းခံပေးရမယ်လို့ဆိုတာရှိတယ်။ဘယ်လိုကြားဘူးမှာပါဟိုကဥခွန်အုတ်ကလို့ပါပဲကြားဘူးမှာပါ။ကျွန်တော်မကြားဘူး။ဟာမင်းနဲ့ဥခွန်အုတ်ကကပို့ဖွဲ့ကြီးမှာ तू ကအဆဲခံရတဲ့လူကျွန်တော်တို့ပို့ဘောနော်သူ့ကိုဝိုင်းဆဲကြတာစပြီးတော့တိတာဘောနော်စပြီးတော့တိတာဘလုံးမျိုးလင်းစတိလဲဆိုတော့အာကျွန်တော်တို့ကြောင်းနေပါတက်တဲ့ချင်းနော်အဲ့ဒီမှာကျွန်တော်တို့ဒီ အလဲလန်းချောင်းလေးထက်တန်းချောင်းလေးလို့ကျွန်တော်တို့ပို့တိုင်းသားလူငယ်လေးတွေပါတတ်ကြတယ်လေဟုတ်လားကျွန်တော်မျိုးပြဒေသတွေမှာနော်ဆိုတော့ပို့လေးတွေကကြီးလိုက်မယ်ဆိုရင်ရက်ပုပုဂင်တိုတိုဟုတ်တယ်မာမာခြေသလုံးလေးခြေသလုံးလေးဆိုလဲတောက်တောက်တင်းတင်းပေါ့နော်ဆိုတော့အော်ဒီပို့ကောင်လေးတွေကအဲပုပုတိုတိုလေးတွေပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ကသိတာပြောရလို့ရှိရင်တို့ပို့ညာတို့ဒီ အပေါ်လူမျိုးတွေလည်းသူတိုင်းရင်းသားတွေအကြောင်းကိုဒါတိုင်းရင်းသားဘယ်တိုင်းရင်းသားရဲ့နှစ်နာဆုံးရှုံးမှုလို့ဘာကြီးရဲ့မင်းနဲ့ဘာကြီးနဲ့ဒါပြောစရာမလိုတော့ဘူးဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့ပရိဒဖုံးတော်ကြီးတင်ပညာရေးအကြောင်းမဟုတ်ဘူးဟုတ်ကဲ့သူပရိဒအကြောင်းဆိုတာဟုတ်တိုင်းဒေသဝါရီတော်တော်များများမှာရှိတယ်အဲသူတို့တွေကအဲ့ဒီကိုမိဘမဲ့တွေအနေနဲ့ရောက်နေကြတဲ့ဟာတွေလည်းရှိကြတယ်အဲကြာပြီနော်အဲ့ဒါနှစ်ကိုမင်းဆယ်စုနှစ် ဆယ်စုနှစ်90မကတော့ဘူးအဲ့ဒီကရောက်နေကြတဲ့လူတွေရှိတယ်ဟုတ်ပါအဲ့ရနေမှသူတို့ကအတောင်လက်ကလေးတွေနည်းနည်းရှိလာတဲ့ခါကျတော့သူတို့ပညာတတ်တွေဖြစ်တယ်အဲနောက်ဆုံးသူတို့ကိုလည်းချင်းချင်းပြောရလို့ရှိရင်သူတို့ကခင်ရင်လို့တော့ပြောလို့ရဟုတ်အိုးခင်ရင်လို့တော့ပြောလို့ရဘလူဘလူစက်နေပိုကျွန်တော်ပူဝေးသွားပြီနော်ဟောဒီ ဒါကတော့လေအကုန်လုံးတော့ချွတ်စွတ်တော့မတူဘူးဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့မတူအောင်လုပ်ထားရတဲ့ဟာလေးတွေကလည်းရှိတယ်ရှိတဲ့အတွက်ဆိုတော့သူ့ပို့တိုင်းရင်းသားတွေရဲ့အခြေခံအကားတွေနဲ့ဟုတ်ဟောဒီမုတ်ထိမုတ်ထိဟုတ်တည်ရင်မုတ်ထိအရှိမုတ်ထိတဲ့အရှိပူပေါ့အခြေခံအကားတွေဟာငင်းမရအောင်သွားတူတယ်ဩငင်းမရအောင်တူရရှိရစပယောရှိလားအာဘယ်နဲ့ပြောပါလေ ဘယ်နဲ့ပြောပါလိ culture တွေရောရင်ကျေးမှုတွေရောเนาะအယူအဆတွေရောအကုန်ရှိတာပေါ့အဲ့ရှိရောအဲ့ဒီမှာမှာဒါမဲ့ဟိုအကျယ်ကြီးချက်ပြောရလို့ရှိရင်လူနာမည်တွေပါလာမှာဟုတ်ပါလူနာမည်တယောက်နှစ်ယောက်လောက်နာမည်လောက်ပဲပြောတာကောင်းတယ်ဟုတ်ဟုတ်နော်အကျေကြီးချက်ပြောလို့ရှိရင်ဂျန်နယ်လူနာမည်အဲဂျန်နယ်လူကြီးကလည်းအခု revolution နေမှာသူတို့ကလှုပ်ရှားနေတာဟုတ်လှုပ်ရှားနေတာဟုတ်အဲ့တော့သူတို့ကဘာလဲဆိုတော့သူတို့ကခေါင်းဆောင်ဆိုတဲ့ဟာမှာသူတို့နောက်ဆုံးတော့ဘယ်ရောက်သွားလဲဆိုတော့သူတို့က ရှမ်းပြည်နယ်ကိုရောက်သွားတယ်။ဟုတ်အဲရှမ်းကလည်းသူတို့ရှမ်းမျိုးနယ်စုဆိုပြီးတော့ဒီကိစ္စဆက်ဆက်ကတက်လာတဲ့ခြေဆူရာကြီးပိုင်းနဲ့သူကရှမ်းမျိုးနယ်စုထဲမှာဟုတ်တာဘူးလားကလား60ရှမ်း30ဟုတ်ရှိရှိရှိရမကြဘူးအားရှိတာဗောအပြစ်တရားတော့ဗမာခုနှစ်မျိုးဟိုဘာညာလေးအကုန်လုံးရှိတယ်လူမျိုးတရားတပါးလေအဲ့ဒီသူကကြည့်ချက်တော့မင်းသိတယ် အဲ့တော့အဲ့ဒီကျွန်တော်တို့တိရ136ပဲတိရဆိုတာလေအဲ့ဒီပြဿနာနည်းနည်းဟိုထိခိုက်ရလောက်ပဲကလား60ဆိုတာကအာကလားတွေကအများကြီးပဲဆိုကလားတက်ဆုံးကလား60မဟုတ်ဘူးအာအိန္ဒိယမှာရှိတဲ့ကလားတမျိုးတည်းဒါဘူးတူတာပြောလိုက်မယ်အဲ့ဒါကိုအိန္ဒိယနေသက်ပဲလေဒါဖြစ်သွားတဲ့အတွက်တော့ဟုတ်အိန္ဒိယမှာလူမျိုးပေါင်းဘယ်လောက်ရှိတယ်ဘယ်လောက်ရှိလဲဘာသာစကားပေါင်းဘယ်လောက်ရှိတယ်တင်360ကျော်တယ်360 60ကျော်တယ်ကျော်တယ်อืม 360ကျော်တယ်โอเคဟေး okay ဒါကပြောလိုက်တယ်မဖြစ်နိုင်တဲ့ကိစ္စတခုဘာလို့ပြောလိုက်တာโอเคအိန္ဒိယနိုင်ငံ360ကျော်တယ်လူမျိုးပေါ့အဲ့ဟိုကလူမျိုးပါတဲ့စကားပေါင်း360ကျော်တယ်ကလား60ဆိုတဲ့ဟာကအဲ့ကလား60ဆိုတော့ကူးလာတာဘာဖြစ်တယ်ကလားကိုကလားလို့ခေါ်ကလားမကြိုက်ဘူးမကြိုက်ဘူးသူတို့ဒါပေမဲ့သူတို့ကသူတို့မတိသေးတာတချို့တရားပေါ့နော်ဟိုပြောလို့ချင်းကလားရိုးရိုးကလားလို့ခေါ်ရိုးရိုးခေါ်တာပေါ့မဟုတ်တာဟုတ် ဟိုချီကနေဟိုနန်ကိုအထူးပြုတဲ့ဝိတေသနာတစ်ခုထည့်ပြီးတော့ဟိုတိုင်ကြပြီးတော့စောက်ဘာဒါတွေပြောတူတူကိုကိုမခံနိုင်ဘူးလေဟုတ်ကဲ့တကယ်တော့ကူးလာဟုတ်နော်ကူးလာတယ်အဲဒါမျိုးတွေတုံးကြတယ်အင်းအဲ့တော့အဲ့ကလား60ကရှင်းတယ်အခုအမေရိကတွေရောကိုအာရတ်တွေရောဟုတ်နော်ငါကိုပေါ်တူဂီငစင်ကာတို့ရောဟုတ်မင်းဟိုဘရစ်တစ်နေမဝင်အင်ပါယာရောဟုတ်အဲ့ဒါအကုန်လုံး တိုက်ကြီးတွေတတိုက်နဲ့တတိုက်ကိုကြော်ခွပြီးတော့တကက်ပင်လေတွေတမုတ်တရားတွေကိုကြော်ခွပြီးတော့မြစ်ကူးချောင်းကြအဲ့လိုမျိုးကူးတန်းဖြတ်သွားပြီးတော့ကုံစီကူးတန်းတာရောနေမြေချဲ့ထွင်တာရော နော်ကိုလိုနီနေမြေရှာတာရောအဲ့စစ်ပင်ပါရချဲ့တာရောအဲ့ဒါတွေအကုန်လုံးနဲ့သူတို့ကဒီတိုင်းလာတာမဟုတ်ဘူးဟုတ်ကူးတန်းဖြတ်တန်းလာခဲ့ရတယ်အဲ့ဒါကိုပဲဘာလို့လဲသင်ခင်ရအောင်ဘာလို့လေ့လာမိတဲ့လောက်ရောဟိုမကြီးကုံကြီးကြာတယ်ဟုတ်အင်း ရရညာပဲအေးညာအဲငါမကြည့်ပြအောင်ဆိုတော့အေးအဲ့ဒါတွေလဲဆိုတော့သူ့အဲ့ကုကုလာပေါ့နော်ဟာကုလာကုလာကုလာပေါ့နော်ကုလာအဲ့ဒါမျိုးပေါ့နော်သူများလို့ねအဲ့ဒါသူတို့ကအဲ့မှာဆိုသူကတိတ်ငယ်ကြအเจ้าမရှိဘူးကလားဆိုတာတိတ်ငယ်ကြအเจ้าမရှိဘူးဒါတော့သူတို့ဒါမတ်ကြောက်ကလေးတစ်ခုပေါ့နော်ဘာကြီးဘာကြီးနိုင်တယ်လောက်မတ်ကြောက်ပေါ့ဘာကြီးရှိတဲ့ဟို knowledge မနိုင်ကြတော့မတ်ကြောက်ကလေးတင်လိုက်တာဟိုအိန္ဒိယကိစ္စကတော့တရား ်အိန္ဒိယတနိုင်ငံနဲ့အဲ့တော့အိန္ဒိယကလာလို့အဲ့အိန္ဒိယမှာကလား60ရှိတယ်ပြောတာပေါ့ဘူးဘင်္ဂလားဒေ့ရှ်တို့ပါကစ္စတန်တို့ဘာလို့ညာတို့ပေါင်းလို့အဲ့ကလား60ပြောတာပေါ့ဘူးကလားမျိုး60ဆိုတာအဲ့တကဘာလုံးမှာရှိတယ်မြတ်ဟုတ်အဲ့ဒီဟိုအဲ့လိုမျိုးဟွာနေအရင်ခံလိုက်တာဟုတ်အဲ့တော့ဟိုပြောချင်တာကတော့အဲ့ဒီမှာအဲ့ပအုပ်ဟာချမ်းနယ်ကြီးတွေကိုပါပါတယ်ထိလိုက်တယ်ချမ်းပြည်ထဲမှာလည်းသူတို့ရှိကြဘူးဘလို့ဘလို့ရောက်တယ်မသိဘူးဆိုတော့ဒါပေမဲ့ပအုပ်ဟာ ပဥ့ရဲ့အခြေဆိုင်နန်းနန်းဆိုင်တဲ့နေရာပေါ်မှာလက်ခံရင်ခံမခံရင်နေဟောတေးကြတယ်အမှန်တရားကဟောဒီတထုံကအဲ့ဒါပဥ့နန်းဆိုင်တဲ့နေရာဘယ်လိုလဲဘာမှမဆိုင်ဘူးဘာမှမဆိုင်ဘာမှမဆိုင်ဘူးမွန်ပြည်နယ်တထုံဟုတ်တယ်อืมမွန်ပြည်နယ်တထုံဟုတ်ကဲ့ပဥ့နန်းဆိုင်တဲ့နေရာဟောညောငါလည်းမိတယ်ဟောငါ့ကိုလေးတိကျပြောခဲ့ပါတယ်ဟုတ် အဲ့တော့အဲ့ဒီပူဟာအဲ့လောက်အထင်ကြီးရရှိရဲ့ဗာရဲ့နဲ့ပေါ့နော်ဒါပေမဲ့မွန်နေနဲ့ကျဲနေကြတယ်ဟုတ်အဲ့နာမည်ဒီဗာရဲ့ဆာကမှတ်မိတယ်ကွာဒါပေမဲ့ခုဒီကငါလည်းငါဒီအာယုံရောတွေလည်းအားနေပါကြတော့ငါလည်းတော်တော်လေးကပြီးကြတော့မမှတ်မိတိတိကျကျတော့လူနာမည်နဲ့ခုနဲ့တက်ခရစ်တည်နေတော့ ပြောနိုင်တော့ဘူးအကြောင်းတရားဒါပေမဲ့တခုလို့ရှိတာပေါ့နော်ဟိုဒီနားထောင်နေလူဒီဟိုကပြည့်ရဲ့သူကလည်းမင်းတို့ဆိုလို့ရှိရင်ဒါတိလဲတခုခုတိလိုက်တယ်ဆိုလို့ရှိရင်တထုံနဲ့ပို့လို့မင်းတွဲပြီးရိုက်ကြည့်လိုက်လေโอเคမင်းဒုံးယူကြတာလေးမယ်အဲအကုန်လုံးလဲအဲ့လိုရှာပြီးတော့ကြည့်နေကြတယ်ကိုကွန်ဖာမ်ပြန်တယ်ကလည်းပို့လွယ်သွားတော့ဟုတ်ကဲ့အဲ့မှာရွှေစာရံဆိုတာကြားဘူးလားတိတယ်ရွှေစာရံဘယ်မှာရှိလဲရွှေစာရံဖျားတော့ကတော့အဲ့နေဘယ်မှာရှိလဲမုံပြင်းနယ်ထဲမှာ မွန်ပြည်နယ်မှာရဲ့အဲ့ဒီမွန်ပြည်နယ်အဲ့တခုံမှာရှိရဲ့ဩဒါပေမဲ့မန္တလေးရရွှေဆိုင်ရံဖျားတွေဘာတွေမကြဘူးလားကြဘူးတယ်မန္တလေးဟေးဟုတ်ပြီနော်အဲ့အဲ့တော့မင်းအဲ့ရွှေဆိုင်ရံဖျားကြောက်စာမှာဘို့ဘာလဲလက်တဆုပ်သာမဟုတ်ပါဘူးတွေဘာတွေမငင်းနဲ့ဩအဲ့ရွှေဆိုင်ရံဖျားကြောက်စာမှာထိုးထားတဲ့ကပီးဟာကျန်တဲ့ဟိုဘယ်လိုပုံမလဲဟိုဟိုတက်သူ ဘာတမိုင်းသူတည်တည်အဆင့်ကိုရောက်မဲ့လူတွေဘာတွေနောက်ဖះလူကြီးတွေအဲ့ဒီလူကောင်မျိုးတွေထိုးထားတာမဟုတ်ဘူးဖះလက်ထက်ကအော်တူထားတဲ့ဟာမို့လို့ပို့တဲ့ငါတို့နေမင်းနဲ့မဆိုင်ပါဘူးလို့ကိုကြွေးကြော်နေတဲ့အခြားသောတိုင်းရင်းသားကလည်းအဲ့ဒီကြောက်တာကိုခုတွားကြည့်လိုက်တွေ့တယ်တွေ့လိမ့်မယ်တွေ့တယ်ဘယ်ကောင်မှမဖြတ်ရဲဘူးတကယ်သူတို့ရှိရင်အဲ့ဒီမှာမင်းပို့နေအောင်နဲ့တချမ်းပဲရှိတော့တယ်ဟုတ်ကဲ့ကပ်ပြားပို့လေးတွေပဲရှိတော့မတဖုံဘာညာအဲ့မှာ ့ဒီပြေးကြတာဒီကတော့အဲ့မှာမုံကြီးနေတယ်မှာသူကနန်းဆိုင်တယ်အခေါ်ဝော်ရီကွာကိုကျွန်တော်တို့ပြည်သူအခြေခံထပ်သိတာကြတော့အဲ့မှာကျွန်တော်တို့ပို့အုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတို့ဘာလို့ညာတို့ကျွန်တော်တို့သတင်းစင်တွေမှာအများနဲ့တွေ့နေရတယ်ပို့အုပ်ကိုပိုင်အုပ်ချုပ်ခွင့်ဒေတာမပေးဘူးမပေးဘူးမပေးဘူးကျွန်တော်တို့အဲ့ဒီရှမ်းချမ်းပီအတွင်းထဲမှာပဲအေးဟွာဒီဟွာဘောဘယ်လို NG ကာလာလေးမှာကြားလိုက်တာ